တို့ဒီမှာနောက်ပေါင်း9ပေါ့နော်အကျင့်ကိုင်းမှာဒီကျွန်တော်ဒီမှာနောက်ပေါင်း9နော်အကျင့်ကိုင်းမှာနောက်ပေါင်း9ဒါဆိုရင်ကျွန်တော်အခုဒီအကျင့်ကိုင်းမှာနောက်ပေါင်း9နဲ့ကစားမယ်ပေါ့နော်နောက်ပေါင်း9နဲ့ကစားမယ်ကျွန်တော်ဒီမှာဒီကနေ့ရေးထားတယ်ပေါ့နော်တို့ကြည့်အောင်6ခါနဲ့နော်6ခါနဲ့နောက်ပေါင်း9အကျင့်ကိုင်းကိုရေးမယ်1 2 3 4နော်ဇောင်းလေးနှစ်စင်းနဲ့တူရဲ့ဘေး9နှစ်မြောက်မှာခွန်ခါနဲ့နောက်ပေါင်း9 ခွန်ခါနဲ့နောက်ပေါင်းကိုအဲ့တော့ဒီမှာ6ခါနောက်ပေါင်းကိုဒီမှာခွန်ခါနဲ့နောက်ပေါင်းကိုဒါဆိုရင်ကျွန်တော်အချိန်ကတ်ကိုပြင်ဆင်မယ်1 2 3 4ပဲမြောက်ပဲဒီမှာ9နဲ့မြောက်မှာကျွန်တော်8ခါနဲ့နောက်ပေါင်းကိုဆိုရင်8တက်အတွဲရမယ်ပေါ့နော်8တက်အတွဲရမယ်နော်8တက်အတွဲရမယ်ပေါ့နော်ဒီမှာ6ခါနဲ့နောက်ပေါင်းကိုခွန်ခါနဲ့နောက်ပေါင်းကို6ခါနဲ့နောက်ပေါင်းကိုဆို6 3တွဲခွန်ခါနဲ့နောက်ပေါင်းကိုဆိုတော့ ခွန်းနဲ့အတွက်ရှစ်ခါနဲ့နောက်ပေါင်းကိုဆိုရှစ်တဲ့အတွက်နော်6ခါခွန်ခါရှစ်ခါဟုတ်ပြီနော်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာနောက်ပေါင်းကိုနဲ့6ခါနဲ့နောက်ပေါင်းကိုထိပ်စည်းကိုကျွန်တော်တို့ကဒီမှာဒီ၃လုံးပေါင်းခြင်း၄၅၈ဒီ၃လုံးပေါင်းခြင်းခွန်ဖြစ်ခြင်းနဲ့နော်ခွန်ဖြစ်ခြင်းနဲ့6ခါနောက်ပေါင်း9ဆိုတော့ကျွန်တော်863ဆိုရဲတဲတဲ့ကွဖြစ်တယ်ဗောနော် ဟုတ်ပြီဒီမှာကျွန်တော်ဒီ၃လုံးပေါင်းခြင်းနော်၄၅၈၃လုံးပေါင်းခြင်းခွန်ဖြစ်ခြင်းနဲ့ထိပ်စီ၃လုံးထည့်တယ်ဒါဆိုဒုတိယကက်ခွန်ရှင်းနှစ်ဆိုတော့ကျွန်တော်ဒီ၃လုံးပေါင်းခြင်းခွန်ဖြစ်ခြင်းနဲ့ခွန်ခါးနဲ့နောက်ပေါင်းကိုဆိုတော့ဒီမှာဒီ၃လုံးပေါင်းခြင်းခွန်ဖြစ်ခြင်းကနှစ်နှစ်ဝင်မှခွန်ဖြစ်မှာဆိုတော့နော်ခွန်ခါးနဲ့နောက်ပေါင်းကိုဆိုတော့နှစ်ခွန်နှစ်ဆိုတော့ဒဲတဲ့ကွအခု၃ကက်မြောက်၃ကက်မြောက်မှာလဲကျွန်တော်ဒီမှာရှေ့မှာအပေါ့ ထွက်ခဲ့တာ၃ငါအတွဲ၃ငါအတွဲနဲ့ကျွန်တော်တို့ခွန်ဖြစ်ချင်းဆိုရင်၉ထိတ်ထဲမှာနော်၉ထိတ်ထဲမှာနောက်၈ခါနဲ့နောက်ပေါင်း၉ဆိုတော့ကျွန်တော်၈တက်အတွဲဒါကြောင့်မလို့၉၈တက်ဆိုရဲတဲတကွက်ပေါ့နော်၉၈တက်ဆိုရဲတဲတကွက်၃လုံးပေါင်းချင်းခွန်ဖြစ်ချင်းနဲ့၆ခါနဲ့နောက်ပေါင်း၉ဆိုရဲ၈၆၃ဆိုရဲတဲတကွက်၃လုံးပေါင်းချင်းခွန်ဖြစ်ချင်းနဲ့ခွန်ခါနဲ့နောက်ပေါင်း၉ဆိုရဲ၂ခွန်နဲ့ဆိုရဲတဲတကွက် သုံးလုံးပေါင်းခြင်းခွင့်ပြုခြင်းနဲ့ရှစ်ခါနဲ့နောက်ပေါင်းကိုဆို၉ရှစ်တက်ဆိုတဲ့တဲ့ကွဟုတ်ပြီဒီကဏ္ဍဒီဖြစ်နိုင်မဖြစ်နိုင်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာပရိရှိအချိန်ကမှပရိရှိလို့ရိုက်တယ်လို့အခုဒီမှာလည်းပရိရှိလို့လာဖြစ်နေတယ်ဗောနော်ပရိရှိတစ်ထက်ထဲလာကြနေတယ်အဲ့ဒီမှာပုနောက်တစ်ချက်ကထူးခြားမှုလေးကသူကဒီမှာနှစ်ပိတ်ပရိရှိနှစ်ပိတ်လေးပိတ်ပေးထားတယ်ပရိရှိလို့ ဒီမှာလဲဒီ break ရှင်းမှာလဲဒီမှာနှစ်ပိတ်ပေးထားတယ်နှစ်နောက်ပိတ်နဲ့ break ရှင်းအခုဒီအချိန်မှာ break ရှင်းကစားမယ်ဆိုရင်လဲဒီမှာနှစ်နောက်ပိတ်နဲ့ break ရှင်းနော်ဟုတ်ပြီနှစ်နောက်ပိတ်နဲ့ break ရှင်းဟုတ်ပြီဒီ break ရှင်းကိုကျွန်တော်တို့ယူကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာနောက်ထောင်နှလုံးပေါင်းခြင်းဒီ၅ဖြစ်တယ်နောက်ထောင်နှလုံး၅ဖြစ်ခြင်းကြောင့်ကျွန်တော်တို့ဒီမှာ V shape နော်6ခွန်နှစ်ဆိုတော့ V shape ပေါင်းခြင်းဒီလဲ၅ဖြစ်တယ်နောက်ထောင်နှလုံး၅ဖြစ်ခြင်းကြောင့် ဝီရှိတ်ကို၅ဖြစ်တယ်နော်အဲ့တော့နောက်ထပ်နှလုံး၅ဖြစ်ခြင်းကြောင့်၃ပိတ်တယ်နောက်ထပ်နှလုံး၅ဖြစ်ခြင်းကြောင့်ဝီရှိတ်၅ဖြစ်မယ်ဆိုခွန်ခါထည့်တယ်ဒီမှာ၆နဲ့ဆိုခွန်ခါထည့်တယ်အဲ့တော့ခွန်3တွဲနဲ့ကျွန်တော်ဗရိတ်ရှိဆို8ခွန်3ဆိုတော့တဲတကွက်ဖြစ်တယ်ပေါ့နော်။ဟုတ်ပြီဒီမှာနှစ်နောက်ပိတ်နဲ့ဗရိတ်ရှိသူကြိုက်ထားတော့လေကျွန်တော်ဒီမှာနောက်ထောင်နှလုံးပေါင်းခြင်းက4ပထမကက်မှာနောက်ထောင်နှလုံးပေါင်းခြင်း5 5ပြင်ကြောက်ဘူးရှိ5လို့ရိုက်တယ်။ ဒီမှာနောက်ထောင်နှလုံးပေါင်းခြင်း၄၄ဖြစ်ခြင်းကြောင့်ကျွန်တော်ဒီမှာဘူးရှိတ်၄လို့ရိုက်တယ်၅၁၈ဆိုတော့ဘူးရှိတ်၄เนาะအဲ့တော့ဘရိတ်ရှိတ်ဆိုတော့၁၁၆ဆိုတော့ဒေတာကွက်ဖြစ်တယ်ပေါ့နော်၁၁၆ဆိုတော့ဒေတာကွက်ဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာလာပြီဒီမှာလက်တထက်လာကြနေတယ်နောက်ထောင်နှလုံးပေါင်းခြင်းဒီ၃ဘာဖြစ်လို့လဲဒီမှာနောက်ထောင်နှလုံးပေါင်းခြင်းက၅ဒီမှာနောက်ထောင်နှလုံးပေါင်းခြင်းက၄လေးပြီးတော့ကျွန်တော်ဒီမှာနောက်ထောင်နှလုံးပေါင်းခြင်းက3နဲ့เนาะကျွန်တော်ယူခဲ့တဲ့ တထထဲလာကြတယ်ပေါ့နော်ဒီမှာ9 8ဆိုတဲ့ခဏကဟုတ်ပြီဒီမှာနောက်ထောင်နှလုံးပေါင်းခြင်း3နောက်ထောင်နှလုံးပေါင်းခြင်း3ဖြစ်ခြင်းကြောင့်ကျွန်တော်တို့ကဒီမှာ V shape က3ဖြစ်ရမယ်ဆိုတော့ဒီမှာ3နှစ်အတွဲဆိုတော့3ဖြစ်ဖို့အတွက်ကျွန်တော်6ခါထဲမှာ3ဖြစ်မှာနော်ဟုတ်ပြီဒါကြောင့်မလို့နောက်နောက်ထောင်နှလုံးပေါင်းခြင်း3ဖြစ်ခြင်းကြောင့်ကျွန်တော်တို့ဒီမှာ V shape ပေါင်းခြင်း3ဆိုတော့6ခါလို့ဖြစ်တယ်နော်6ခါလို့ဖြစ်တယ် ပရိရှိဆိုတော့ကျွန်တော်တို့ကဒီမှာ681ဆိုတဲ့တဲတကွက်ပေါ့နော်681ဆိုတဲ့တဲတကွက်ဖြစ်တယ်ဒါကြောင့်မလို့ဒီမှာနှစ်ပိတ်နဲ့ပရိရှိနောက်ပေါင်း၅ဖြစ်ချင်းကြောင့်ဘူရှိ9နဲ့ပရိရှိဆိုတော့683ဆိုတဲ့တဲတကွက်ရရဲနှစ်ပိတ်နဲ့ပရိရှိနောက်ထောင်နှလုံးပေါင်း၄ဖြစ်ချင်းကြောင့်ဘူရှိ၄ဖြစ်ရတယ်ဒါကြောင့်ပရိရှိပရိရှိဖြစ်ရမယ်ဆိုတော့116ဆိုတဲ့တဲတကွက်နော်ဒီမှာ နှစ်ပိတ်နဲ့ပရိရှိလို့ကစားရမယ်ဒီမှာလည်းတစ်ထက်ထက်လာကြနေနောက်ထောင်နှလုံးသုံးဖြစ်ခြင်းကြောင့်ဘူးရှိတ်သုံးဖြစ်ရမယ်ဆိုရှစ်ခါထဲတယ်ပရိရှိဆို6ရှစ်တဆိုဒဲတကွက်ရတယ်ပရိရှိလည်းဖြစ်တယ်နော်ပရိရှိနှစ်ပိတ်ပရိရှိနှစ်ပိတ်ပရိရှိနှစ်ပိတ်ပရိရှိနော်ဒီမှာနောက်ပေါင်းကိုနောက်ပေါင်းကိုနောက်ပေါင်းကိုနော်တစ်ထက်ထက်ဖြစ်တယ်နော်ရှစ်သုံးလုံးပေါင်းခြင်း ွန်ဖြစ်ခြင်းနဲ့6ခါနဲ့နောက်ပေါင်းကုစု63တဲတကွယ်ရှင်းသုံးလုံးပေါင်းခြင်းခွန်ဖြစ်ခြင်းနဲ့ခွန်ခါနဲ့နောက်ပေါင်းကုစု2ခွန်နဲ့ဆိုတဲတကွယ်ရှင်းသုံးလုံးပေါင်းခြင်းခွန်ဖြစ်ခြင်းနဲ့ဆို6ထိပ်6ခါနဲ့နောက်ပေါင်းကုဆိုတော့6 8ဆိုတော့တဲတကွယ်နော်အဲ့တော့2ပိတ်ပရိရှင်း2ပိတ်ပရိရှင်း2ပိတ်ပရိရှင်း6 8ဆိုတော့တဲတကွယ်ဒီတစ်ထက်ထဲလာကြနေအဲ့ဒါကိုကျွန်တော်တို့ဒီမှာကလင်နာလေးနဲ့ အထောက်လိုင်းလေးနဲ့ပေါင်းဆက်ကြည့်အောင်နော်ကလင်နာအထောက်နဲ့ကြည့်အောင်ကလင်နာအထောက်နဲ့ကြည့်မယ်ဆိုရင်ကျွန်တော်ဒီမှာ1965611လို့ရိုက်ထားပါတယ်116 915လို့ရိုက်ထားပါတယ်နော်ဘယ်ညာပြောင်းပြန်ရိုက်ထားပါတယ်ကြည့်ပါဒီမှာ915 116 116ပြီးမှ915လို့ရိုက်ပါတယ်116 915เนาะ ဒီမှာ6တက်ငါတက်9ပြီးမှ6တက်1လို့ဗေညာရိုက်ထားတယ်ပေါ့နော်။ကြောင်းပြန်။ကြောင်းပြန်။ကြောင်းပြန်ရိုက်ထားတယ်။ဟုတ်ပြီ။နောက်တစ်ချက်ကကျွန်တော်ဒီမှာ2 3 1 3 1 9 3 6 9ဆိုတော့ကဏ္ဍ3ခွက်ကိုခွေထားတယ်။2 3 1 3 1 9 3 6 9ဆိုတော့ကဏ္ဍ3ခွက်ခွေထားတယ်။အဲ့ဒီအခွေဒီအခွေအတိုင်းလိုက်ထွက်တယ်ဗေညာလဲပြီးတော့2 3 1 ၃ညတကူ690ဆိုပြီးတော့ဒီမှာလာထွက်တယ်နော်လာထွက်တယ်နော်နေ့၃ညတ၃ညတကူနေ့၃ညတ၃ညတကူအာပက်လေတွေရိုက်တယ်ပြီးရင်690 690အာပက်လေရိုက်တယ်ဒီမှာ690ဟုတ်ပြီအဲ့ဒါဆိုရင်ကြည့်မယ်ကျွန်တော်ဒီမှာ695ကြောင်းမြန်ရိုက်ထားတယ်116 965ကြောင်းမြန်ရိုက်ထားတာဖြစ်တဲ့အတွက် तू ကဘယ်ညာ နော်ဘေညာပြောင်းပြန်ရိုက်ထားတယ်ဒါကြောင့်မလို့ကျွန်တော်ဘေညာယူမယ်တတိ19နဲ့1နဲ့3ဆင်းလိုက်ရင်76ဆိုတော့ကဏ္ဍရှိမှာနော်76ဆိုတော့ကဏ္ဍဟုတ်ပြီဒါဆိုရင်ကျွန်တော်ကဘေညာယူမှာနော်ဒီမှာ19 6 1 1ဖြစ်တဲ့အတွက်ဘေညာ116 915ဖြစ်တဲ့အတွက်ဘေညာယူမယ်ဆိုရင်ကျွန်တော်ဒီမှာ19နဲ့1နဲ့3မှာဆင်းလိုက်လို့ရှိရင်96ဆိုတော့ကဏ္ဍတစ်ခွက် ဘေညာဆောင်းရိုက်တယ်ဘေညာဆောင်းယူမယ်သူကလည်း1965 6 1တဘေညာရိုက်ထားတယ်6 1တတ1 9ဘေညာရိုက်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကလည်းဒီမှာနော်ဒီ1 9ကနေဘေညာယူမယ်8 1 6ဒီ19ကနေဘညာယူမယ်918ဟုတ်ပြီနော်အဲ့တော့ဒီ816ဆိုတဲ့ကဏ္ဍဒီသူထွက်ပေးလာခဲ့တယ်နော်နော်816ဆိုတဲ့ကဏ္ဍဒီဘယ်နှမှာထွက်တာလဲဆိုရင် ကျွန်တော် ခုနပြောခဲ့တဲ့ ုံညာ1ကိုတုံညာ6ကိုလို့အခွေနဲ့အကျင့်ကိုင်းမှာဒီမှာဘယ်ညာရိုက်တာလဲအကျင့်ကိုင်းမှာ681ဆိုတဲ့ကဏ္ဍအဲ့ဒီကဏ္ဍနော်ဒီ681ဆိုတဲ့ကဏ္ဍကကျွန်တော်တို့ဒီမှာ195611ဆိုတဲ့ရိုက်ပြီးတော့ဒီ919နဲ့အကျင့်ကိုင်းမှာ716ဆိုတာလာထည့်ပါနော်အဲ့ဒီ716ဒီဒီနားမှာလာထွက်ခဲ့တယ်2391 3ညာ1ကို3ညာ6ကို681လို့ဖြစ်ခဲ့တယ်ဘယ်ညာဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာလဲကြည့်အောင်နော်ဒီ918 198 sorry ဒီ9.5เนาะ9.5နေဒီမှာဘယ်ညာရိုက်ထားတဲ့198ဆိုတဲ့ကဏ္ဍကိုလည်းကျွန်တော်ကဒီ198ကနေ618ကိုဒီ2 3 3 3 3 6 9 6 8 1ကိုရိုက်တယ်လို့ဒီ198 9 8ကိုလည်းကျွန်တော်ဒီမှာ2 3 3 3 3 8ကို690 9 8လို့ဒဲရိုက်မှာเนาะ9 8ဘာဖြစ်လို့9 8လို့ဒဲပြောရလဲဆိုရင်ကျွန်တော်ဒီမှာဒီအနီးကလိုင်းထောက်ချက်တွေရเนาะပေါင်းခြင်းတွေနဲ့ ကဏ္ဍတကွက်ဖော်ခဲ့တဲ့အပေါ်မှာကုချစ်တဲ့ဆိုရဲဒဲတကွက်ကဒီမှာနှစ်လိုင်းနဲ့ကုချစ်တဲ့ဆိုရဲဒဲတကွက်ဖြစ်ခဲ့ဒါကြောင့်မလို့ဒီက86ကိုနော်ဒီ1956တဲ့ဒီ86ကိုကျွန်တော်ဒီမှာနှစ်3ညတဲ့3ညတဲ့ကို690 68လို့ဖြစ်ခဲ့တယ်လို့ဒီ9တင်9နဲ့9တ8ကိုလည်းကျွန်တော်နော်ဒီ116 9တင်9နဲ့9တ8ကိုလည်း3ညတဲ့နဲ့3ညတဲ့ကို 690နဲ့အချိန်ကမှာ98တဲဆိုပြီးတော့တဲထည့်မယ်ပေါ့နော်တဲထည့်မယ်တဲထည့်မယ်98တဲလို့တဲဖြစ်ရသည်ဒါကြောင့်98တဲလို့ဒီမှာတဲကစားမယ်နော်ဟုတ်ပြီနော်ဟုတ်ပြီအဲ့ဒါကိုဖြစ်နိုင်မဖြစ်နိုင်ကျွန်တော်တို့ပေါင်းဆက်ကြည့်မယ်ဆိုရင်ပေါင်းဆက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာအတဲယူမယ်ဆိုရင်116နဲ့အချိန်ကမှာ89ခွန်းလို့ရှိတယ်နော်116နဲ့အချိန်ကမှာ89ကိုအဲ့89ခွန်းဒီ10နှစ်မြောက်ကိုလိုက်ထွက်မယ်1 2 3 4 5 6ခွန်ရှင်းကို30เนาะ10နှစ်မြောက်ကိုလိုက်ထွက်တယ်ဒီ6 9ခွန်116နဲ့611နဲ့အချင်းကက6 9ခွန်ဆိုတဲ့ကဏ္ဍဒီ10နှစ်မြောက်ကိုလိုက်ထွက်တယ်လို့ကျွန်တော်ဒီမှာ116နဲ့အချင်းကက918ဆိုတဲ့ကဏ္ဍကိုလည်း10နှစ်မြောက်ကိုထွက်မယ်ရေးမယ်1 2 3 4 5 6 7 8 9 10ခွန်ရှိ တစ်စဲเนาะကျွန်တော်ဒီမှာတစ်တစ်ထဲလာကြနေတယ်ဗောနော်တစ်ထက်ထဲလာကြနေတယ်အဲ့တော့ကျွန်တော်ဒီမှာလဲ3ည1နဲ့3ည1ကို3ည6ကိုသူနဲ့အချိန်မှာ6 8 1ဒီဒီ1ကို9ကနေဇောင်းထုတ်ခဲ့တဲ့6 8 6ဖြစ်ခဲ့တယ်ဆိုရင် ကျွန်တော်ဒီ1ကို9ကနေဇောင်းထုတ်ခဲ့တဲ့9 8 6ကိုလဲနဲ့3ည1 3ည1ကို6 90နဲ့အချိန်မှာထည့်မယ်အဲ့ဒီထည့်ထားတာကိုကျွန်တော်တိုက်ဆိုင်ကြည့်တဲ့အခါမှာ 6တတနဲ့အကျင်ကက8 9ခွန်ဒီ10နှစ်မြောက်ဇောင်းထိုးပြီးတော့ပို့သလိုကျွန်တော်6တတနဲ့အကျင်ကက9တ8ကိုလည်း10နှစ်မြောက်ဇောင်းထိုးပို့မယ်ဆိုဒီနေရာမှာတထက်တက်ကြာနေတယ်နော်ဒါတစ်ချက်နောက်တစ်ချက်ဒီမှာလည်းသူကထောက်ပေးထားတယ်6 90နဲ့အကျင်ကက်မှာ8 9တက်လို့ဒီမှာတထောက်ရှိသေးတယ်ဒါကြောင့်မလို့ဒီမှာလည်း6 90နဲ့အကျင်ကက်မှာ9 8တက်ဆိုရလဲနောက်ထပ်လာပြီးတော့ပုံတူဖြစ်နေတယ်ဗောနော် ်နော်တတ6 9ခွန်69ခွန်10နှမြောက်ရိုက်တယ်တတ6 9တ8 9 8 10နှမြောက်ရိုက်ထားတယ်ဒီဒီ line နဲ့ကျွန်တော်ဒီမှာကရှင်းပေါင်းခွန်ရှင်း3လုံးပေါင်းခြင်းဒီ၃လုံးပေါင်းခြင်းခွန်ဖြစ်ခြင်းနဲ့၆ခါနဲ့နောက်ပေါင်းကို၈၆၃လို့ဒဲတကွက်ဖြစ်ခဲ့သလိုဒီ၃လုံးပေါင်းခြင်းခွန်ဖြစ်ခြင်းနဲ့ခွန်ခါနဲ့နောက်ပေါင်းကို၂ခွန်နဲ့လို့ ဒဲတကွက်ဖြစ်ခဲ့တယ်လို့ဒီသုံးလုံးပေါင်းချင်းခွန်ဖြစ်ခြင်းနဲ့ရှစ်ခါနဲ့နောက်ပေါင်းကို6ရှစ်တက်ဆိုတဲ့ဒဲတကွက်ကလည်းဒီမှာလာပြီးတော့ကိုက်ညီနေတယ်နောက်တစ်ချက်ကနှစ်ပိတ်ပရိရှိနှစ်ပိတ်ပရိရှိနှစ်ပိတ်ပရိရှိဆိုတဲ့6ရှစ်တက်ဆိုတဲ့ပရိရှိကဏ္ဍကလည်းပရိရှိဖြစ်ခြင်းနဲ့လည်းတထက်ထက်ကြနေတယ်နောက်တစ်ချက်ကဒီမှာနောက်ပေါင်း9ဖြစ်ခြင်းကြောင့်ဝီရှိ9နဲ့ပရိရှိဆို8ခွန်3ဆိုတဲ့ဒဲတကွက်ဖြစ်ခဲ့တယ်လို့ နောက်ပေါင်း၄ဖြစ်ခြင်းကြောင့်ဘူရှိတ်ပေါင်းခြင်း၄နဲ့ပရိရှိတ်ဆိုပြီးတော့၁၁၆ဆိုတဲ့တကွက်ဖြစ်ခဲ့တယ်လို့နောက်ပေါင်း၃ကြောင့်ဘူရှိတ်၃နဲ့ပရိရှိတ်ဆိုပြီးတော့၉၈၁ဆိုတဲ့တကွက်နော်ဒီမှာအကုန်လုံးကလာပြီးတော့နော်ကလင်နာထောက်ချင်းနဲ့ကျွန်တော်တို့ဒီအနည်းကအနည်းကဒါကျွန်တော်တို့ဒီမှာဆွဲခဲ့တဲ့ line တွေက တထက်ထဲကြာနေရောဗောနော်အနီးကပ်ပေါင်းခြင်းကျွန်တော်တို့ဖြစ်ချင်းနဲ့ကျွန်တော်တို့ကလင်နာမှာပြီးနေတဲ့ခဏန်းတွေနဲ့ကတထက်ထဲကြာနေတယ်နော်ကလင်နာမှာပြီးနေတဲ့လမ်းကြောင်းတွေကတထက်ထဲဖြစ်နေတယ်နောက်ထူးခြားမှုလေးကကျွန်တော်တို့ဒီမှာဗောနော်၃ည၁နဲ့၃ည၁ကို၆၃ည၉ဗောနော်အဲ၃ည၁နဲ့၃ည၁ကို၆၉၀ဗောနော်အဲ့လိုအဲအဲ့ဒီလိုဖြစ်တယ်လို့ဒီမှာလည်းသူကရှိရယ်ဗောနော်အဲ့ဒီလိုဖြစ်တယ်လို့ဗောနော် ဒီမှာလဲ3ည1ကို68ခွန်89တက်89တက်ဆိုတာရှိရပေါ့နော်အဲ့မှာ3ည1ကို3ည1ကို68ခွန်လို့သူလှန့်ထိုးထားသေးတယ်နော်လှန့်ထိုးထားသေးတယ်ဒါကြောင့်ဒီချိန်မှာလဲကျွန်တော်တို့19 8ကိုထိုးနိုင်တယ်ပေါ့နော်နော်ဒီမှာထိုးသလိုပေါ့နော်ည3ည1 3ည1ကို6 3ည9ကိုအဲည3ည1 3ည1ကို6 90ထိုးသလိုဒီမှာ9 3ည1 68ခွန်81ကို81ကို အဲ9 3ညတဲ့6 8ကွန်ဒီမှာ8 7ကိုဒီအချိန်မှာထိုးဖို့ပေါ့နော်ဒီမှာ6 90အထောက်နဲ့ဒီမှာတော့ပို့လို့ရတယ်ဒီမှာပဲ6 90အထောက်နဲ့8 9 8ဆိုတာဖြစ်ထားတယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ဒီအချိန်မှာကျွန်တော်ကအဲဒီ8 9 8ဆိုတဲ့ကဏ္ဍလေးပေါ့နော်8 9 8ဆိုတဲ့ကဏ္ဍလေးကိုနော်ဒီကျွန်တော်တို့အနည်းကပေါင်းခြင်းနဲ့ဒဲတကွက်ဖော်ခဲ့တယ်ပေါ့နော်ဒါကြောင့်မို့ဒဲတကွက်ဖော်ခဲ့တဲ့အတိုင်းပဲ9 8 8ဆိုပြီးတော့ဒဲတကွက်ကစားမှာပေါ့နော်9 8 8 နော်ကိုရှိတဲ့တဲ့ပေါ့နော်ကိုရှိတဲ့တဲ့ကစားရမယ်ပေါ့နော်ဒီအနီးကလိုင်းနဲ့ကိုရှိတဲ့တဲ့ကျွန်တော်တို့ဖရင်အရာနော်ဒီဖြစ်စဉ်တွေဒီပုံစံလေးတွေခွေခဲ့တဲ့အတိုင်းခွေခဲ့တဲ့အတိုင်းကိုရှိတဲ့လို့ထည့်ခဲ့တယ်နော်သူဒီတစ်တစ်ချောင်းနဲ့အကျင်ကိုက်ကိုအကျင်ကိုက်ရိုက်ခဲ့တဲ့အတိုင်းတစ်တစ်ချောင်းနဲ့အကျင်ကိုက်ကကနေကိုအကျင်ကိုက်ရိုက်ခဲ့တဲ့အတိုင်းကိုရှိတဲ့ဒီတစ်ထက်ထက်ကြာနေတယ် 690ကိုရှိတဲ့လို့ထောက်ထားသလိုဒီမှာ690ကိုရှိတဲ့ဆိုတာလေးကလည်းကျွန်တော်တို့ပုံတူလာရိုက်ပေးထားတယ်